ရုရှားတွင်အသက်80အရွယ်အဖွားတူ၆ထပ်တိုက်ဝရဏမှာအောက်တွင်ရပ်နားထားသည့်ကားပေါ်သို့ပြုတ်ချခဲ့တော်လဲထိခိုက်ပွန်ပယ်မှုမရှိဘဲလူလဲထကပုတ်သက်ဖုန်ခါပြီးထွက်သွားသည့်အန်အောဝယ်ဖြစ်ရက်ကိုဒီနေ့မှတင်ဆက်ပေးသွားမှာဖြစ်ပါရှင်။ရုရှားနိုင်ငံယူရဲတောင်နှင်းရဲ့အရှိဘက်ရီကာထရင်ဘတ်မြို့တွင်နေထိုင်သောအသက်80အရွယ်အဖွားတူဟာ၆လွာတိုက်ခန်းရှိဘရင်ပေါင်မှအောက်တွင်ရပ်နားထားသည့်ကားအမိုးပေါ်သို့ပြုတ်ချခဲ့တော်လဲ ထိခိုက်ပွန်းပယ်ခြင်းမရှိခဲ့သည့်ဖြစ်ရပ်မှာတည်င်းကြီးနေပါတယ်။မကြသေးမီကာလကဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်ဖြစ်ပါတယ်။အမည်မသိအသက်80အရွယ်အဖွားဟာသူ၏တိုက်ခန်းမှာဘရင်းမောင်များကိုတန်ရှင်းရေးပြုလုပ်နေစဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ဘရင်းမောင်များကိုလည်းတန်ရှင်းရေးလုပ်နေစဉ်သတိတစ်ချက်လွတ်သွားခဲ့ရမှာအောက်တွင်ရန်နာထားသည့်အိမ်နီးချင်းတို့ရဲ့ကားအမိုးပေါ်သို့ပြုတ်ကျသွားခဲ့ပါတယ်။ထိုဖြစ်ရပ်ကို CCTV ကင်မရာမှတ်တမ်းများမှာပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။ CCTV မှတ်တမ်းဗီဒီယိုဖိုင်များမှာရုရှားလူမှုကွန်ရက်သုံးဆွဲသူများအပြားကြားမှာပြန်နှံ့နေပါတယ်။အန်အောဝယ်ကောင်းဒီမှာအသက်80ရွယ်အဖွားဟာကားမိုးပေါ်သို့ကျပြီးနောက်မှာချက်ချင်းပဲလူလဲထကကားအောက်သို့ဆင်းပြီးလမ်းလျှောက်ထွက်သွားခဲ့ပါတယ်။ထိခိုက်ပွန်းပယ်မှုမရှိကြောင်းဟုလည်းယူဆထားကြပါတယ်။ ရီကာစထရင်းဘတ်မြို့မှာနေထိုင်တဲ့အဖွားဟာဘရင်းဘောင်းမန်များကိုတန်ရှင်းရေးပြုလုပ်နေစဉ်ပြုတ်ကျခဲ့ခြင်းဖြစ်ပြီးကားအမိုးခွဲဝင်သွားခဲ့ပြီးလီဂါမန်လည်းကွဲသွားခဲ့သည်ကိုတွေ့ရသည်။ကားကကုရှင်သပွဲခံထားပေးကအဖွား၏အသက်ကိုကယ်တင်လိုက်ခြင်းဖြစ်တယ်လို့လည်းယူဆခဲ့ကြပါဗျ။ကြိုတင်ကာကွယ်မှုပြုလုပ်တဲ့အနေနဲ့အဖွားကိုစေးစစ်ရန်စေးယုံတစ်ခုတို့ပို့ဆောင်ပေးခဲ့ကြပါတယ်။ရုရှားသတင်းမီဒီယာတစ်ခုဖြစ်တဲ့ E1RU သတင်းဌာနကလည်းအဖွားမှာ ခြေကျော်လက်ကျော်ဖြစ်က အောက်တို့ပြုတ်ကြခဲ့ကြောင်းဖော်ပြထားပါဗျ။ယခုဖြစ်ရမှာတန်တရားဖြစ်ပွဲ မတမာမှုများမရှိခဲ့ကြောင်းရဲတပ်ဖွဲ့ကအတည်ပြုထားပါဗျ။၆လွာမှာပြုတ်ကြတော့လေအသက်မသေးသည့်အပြင်ထိခိုက်ပွန်ပယ်မှုမရှိခြင်းအထူးသဖြင့်အဖွားဤအသက်အရွယ်ဖြင့်ယခုကဲ့သို့အကျဉ်းချမ်းခံနိုင်ခြင်းမှာအံ့ဩဝယ်ဖြစ်ရတခုဖြစ်နေပါဗျာ ချက်ပုံများအရကားမှာအမိုးကျဝင်သွားခြင်းအပြင်ကြီးမားသည့်ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်ကိုတွေ့ရပါတယ်။ကျမရဲ့ကားသူ့ပေါ်ပြုတ်ချသွားတာကိုဘရင်းမောက်ကနေလှမ်းမြင်ရပါတယ်။သူက6လွာမှနေတဲ့အိမ်ကြီးချင်းတယောက်ဖြစ်ပါတယ်ဟုကားပိုင်ရှင်ကရုရှားသတင်းတောက်များကိုပြောကြားထားပါတယ်။စုံစမ်းစစ်ဆေးနေချိန်ကာလအတွင်းကနအူးကောက်ချက်ဆွဲတာတွေကဒီအဖွားဟာခြေကျော်လက်ကျော်ဖြစ်ပြီးဘရင်းပေါက်ကနေပြုတ်ကြတာဖြစ်ပါတယ်လို့ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရပုံကပြောပြထားပါတယ်။ သူ့ကိုဆေးရုံပို့ပြီးလိုအပ်တဲ့စောက်ရှောက်မှုတွေပေးခဲ့ပါတယ်။ရဲတပ်ဖွဲ့အနေနဲ့တီဖြစ်ရက်ကိုစုံစမ်းစစ်ဆေးနေသေးပါလို့လည်းပြောထားပါတယ်။ဒီနေ့တင်ဆက်ပေးခဲ့တာကတော့ရုရှားမှာအသက်80ရွယ်ဖွားတူ၆တက်တိုက်ဝရဏာမှာအောက်တွင်ရန်နာထားသည့်ကားပေါ်သို့ပြုတ်ချခဲ့တော်လဲထိခိုက်ပုံပယ်မှုမရှိဘဲလူလဲထားကပုတ်သက်ဖုံခါပြီးထွက်သွားတဲ့အံအောဝဲဖြစ်ရက်ကို တင်ဆက်ပေးခဲ့တာပဲဖြစ်ပါရှင်။ ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရရှင်။